ဲ့ဖိအားအပြင်လူလူရဲ့အသက်အိုးအိမ်ကိုငဲညာတဲ့အနေနဲ့မိုးမိတ်နဲ့မိုးပုံမျိုးကိုလက်လွတ်ပြီးအပြစ်ခတ်ရက်စဲရေးလက်မှတ်ရေးထိုးရေးကိုခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရတယ်လို့တာအမျိုးသားလူမျိုးရေးတက်မတော် TNL ကပြောပါရယ်။တဆယ်နှစ်ဆက်ကွန်စစ်စင်ရေးဒုတိယပိုင်းစကရဲကတရုတ်ရဲ့ဖိအားကိုရင်ဆိုင်နေရတယ်လို့အော်တိုဘားလ2ရက်နေ့ကစပြီး TNL ထိ ंछ ုပ်ထားတဲ့မျိုးတွေနဲ့ရွာတွေကိုစစ်ကောင်စီတပ်ကလေကြောင်းနဲ့နေစဉ်အပြင်းထန်ဖုံးကျဲတိုက်ခိုက်ကစစ်ရေးအရဖိအားပေးနေတာပါ။ အဲ့ဒီအခြေအနေတွေကြောင့်မိုးမိတ်နဲ့မိုးကုတ်ကိုလက်လွတ်ပြီးအပြည့်ရက်ဖို့ခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရတယ်လို့ TNL ရဲ့ပြောရေးဆိုခွင့်ရှိသူလွေးရီအိုးက TV ကိုပြောပါတယ်။လက်ရှိမှာ TNL တပ်ဖွဲ့ဝင်တွေအနေနဲ့မြို့ပြင်ဘက်ကိုတဖြည်းဖြည်းဆုတ်ခွာနေပြီးဗနရက်အတွင်းဆုတ်ခွာမယ်ဆိုတာကိုတော့ရက်အတိအကျသတ်မှတ်ထားတာမရှိသလိုဘလို့ပုံစံမျိုးဆုတ်ခွာမယ်ဆိုတာကိုလက်တလောအတိအကျမပြောနိုင်သေးဘူးလို့လွေးရီအိုးကဆက်ပြောပါတယ်။ အပြစ်ခက်ရက်စရေသဘောတူညီချက်အရာအထင်အလေးအနေနဲ့မိုးကုံမြို့ကနေစုပ်ခွာဖို့ရှိနေပေမဲ့မြို့ကိုစစ်ကောင်စီလက်ထဲအလွယ်တကူပါမသွားဖို့ဒေသရင်းပြည်သူ့ကာကွယ်ပူးပေါင်းအဖွဲ့တွေကအစွမ်းကုန်ကာကွယ်သွားမယ်လို့မိုးကုံပကဖတာဝန်ရှိသူကအတီဗီကိုပြောခဲ့ပါတယ်ရှင်